လူတိနေသေးတဲ့ချမ်းသာနိုင်မဲ့လျှို့ဝှက်ချက်ကြီး15ချက်ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်လူချမ်းသာတွေမသိစေချင်တဲ့သူတို့ရဲ့လျှို့ဝှက်ချက်15ချက်အကြောင်းကိုပြောပြပေးသွားမှာပါအားလုံးသိကြတဲ့အတိုင်းချမ်းသာဖို့အတွက်အဓိကအချက်ကတော့ငွေကြေးကိုစီမံခန့်ခွဲတာဖြစ်ပါတယ်လူချမ်းသာတွေဘီလီယံနာတထေးတွေတော်တော်များများငွေကြေးကိုအိတ်ထဲမှာစောင့်မထားပဲနှစ်ဆပွားအောင်တေချာစီမံခန့်ခွဲကြပါတယ်ဒီလိုလှုပ်ဆောင်ခြင်းကချမ်းသာဖို့နည်းလမ်းတစ်ခုဖြစ်တယ်လို့ ကိုကိုကိုချမ်းသာလာအောင်စနစ်တကျပြိုးထောင်မဲ့ညီလန်းတစ်ခုလည်းဖြစ်ပါတယ်။ကို့မှာရှိနေတဲ့ငွေကြေးကိုတေချာအသုံးမချပဲစနစ်တကျစီမံမခန့်ခွဲနိုင်မှာကအကန့်တရလို့ဖြစ်နေမှာတေချာပါတယ်။ချမ်းသာဖို့အတွက်အလုပ်တွေအများကြီးလုပ်เสียရလည်းမလိုပါဘူး။ဤစနစ်မှန်မှန်လေးစနစ်တကျစီမံဆောင်ရွက်နိုင်ရင်တင်ဟာတနေ့မှချမ်းသာလာမှာတေချာပါတယ်။တင့်မှာတကယ်ကိုချမ်းသာခြင်းနဲ့စိတ်ဆန္ဒပြင်းပြနေပါကအလုပ်ကိုကြိုးကြိုးစားစားလုပ်ပါ။ အောင်မြင်တာမအောင်မြင်တာတွေကိုအများကြီးမျှော်လင့်မထားပါနဲ့ဒါတွေဟာဂိမ်းကစားနေတာမဟုတ်တာကြောင့်အရင်မျှော်လင့်ထားရင်ကိုယ်ပဲအထင်အမှားဆိုးလို့ပါဒါကြောင့်တေချာလေးအလုပ်ကိုစူးစမ်းလုပ်ပြီးဝင်ငွေတွေကိုစနစ်တကျစီမံခန့်ခွဲနိုင်အောင်စူးစမ်းပါအခုပြောပြမယ့်အချက်တွေကိုစနစ်တကျဆောင်ရွက်ပြီးစီမံခန့်ခွဲနိုင်မှာကတနေ့မှချမ်းသာကြွယ်ဝလာမှာသိကြပါတယ်နံပါတ်1 Many love speed but system want you slow means ပတ်စံကအရှင်ကိုနှစ်သက်တယ်ဆိုတဲ့ဇာတ်ကားကိုကြားဘူးပါဒလားပတ်စံကအရှင်ကိုဘားကြောင်ကြိုက်လဲသိကျင်ဘူးလားဆိုလိုတာကတော့အလုံးမြမြန်လုတ်တဲ့အခါငွေပိုမြမြန်ဝင်တဲ့အတိတ်ပဲပဲဖြစ်ပါတယ်ငွေပိုမြန်တတ်တယ်ဆိုပြီးဖော်ပြရမှာမကြာခဏအသုံးပြုလိရှိတဲ့ဇကစုတစုဖြစ်ပါတယ်ဘန်မာငွေတွေအများကြီးထည့်ထားပါကအတိုးတွေရလာမယ်နောက်ဆုံးလုပ်ငန်းလုပ်ရင်လည်းချင်းငွေတွေရလာမယ်ဒါလည်းရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်ဒါလည်းငွေပေါ်စေတဲ့နီလန်းတစ်ခုဖြစ်ပါတယ် ဒါလည်းတင့်ဘဝရှေ့ရေးအတွက်ခိုင်မာတဲ့ငွေကြေးအုံမြင့်ချမှုတစ်ခုဖြစ်ပါတယ်။တကယ်လို့ကိုစုထားတဲ့ဘဏ်ကဒေဝါလီ ခံသွားတယ်ဆိုပါတော့ဒါလည်းတင်မရှုံးသေးပါဘူး။ကို့အတွက်မဆုံးရှုံးတဲ့အရင်းအနှီးတစ်ခုတော့ပြန်ရမှာဖြစ်ပါတယ်။ဒါကတော့တာမန်လူဒန်းစားတွေအတွက်ငွေကြေးစုဆောင်းတဲ့နီလန်းတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်1 Inflation make them richer ငွေကြေးဖောင်းပွားမှုတွေကုန်စည်နှုန်းမြင့်တက်တာတွေကချမ်းသာစေမဲ့နီလန်းတစ်ခုဖြစ်ပါတယ်။ ော်တော်များများငွေကြေးဖုံးပွားတာဟာငွေထွက်တာငွေယူစိတ်စင်မဲ့နီလန်တစ်ခုလို့ယူဆထားကြတာဖြစ်ပါတယ်။ငွေကြေးဖုံးပွားလာရင်လစာတွေတိုးလာမယ်။ပြီးတော့ကြွေးမီပြဿနာတွေရော့ကျလာမယ်။ပြီးတော့အင်ချမ်းမြေလုပ်ငန်းတွေအပေါင်စာချုပ်တွေမှာရင်းနှီးမြှုပ်နှံသူတွေများလာမယ်။ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့လူတွေတိုးလာမယ်။ပြီးတော့စတော့ရှယ်ယာဈေးကွက်မှာအယောင်အဝယ်တွေဖြစ်လာပြီးရှယ်ယာဈေးနှုန်းတွေကလည်းအဆမတန်မြင့်တက်လာမယ်။ငွေကြေးဖုံးပွားမှုဟာ တာမန်လူလက်တန်းစားတွေအဖို့ခက်ခဲရုန်းကန်နေရပေမဲ့လက်ထဲမှာငွေစုဆောင်ထားသူတွေစီးပွားရေးလုပ်ငန်းကိုစနစ်တကျလုပ်တက်သူတွေအဖို့ကတော့ငွေလုံးငွေရင်းအမြတ်ငွေတွေအများကြီးရရှိနိုင်မဲ့နီးလန်းတစ်ခုဖြစ်ပါတယ်။နံပါတ်3 They never save they move it သူတို့ကပတ်စံကိုဘယ်တော့မှမစုဘူး။ပတ်စံကိုတိုးပွားအောင် လုပ်တယ်။ပတ်စံတွေကိုဘယ်တော့မှတနေရာထဲမှာအောင်းထားလို့မရှိပါဘူး။တနေရာမှာရင်းနှီးမြှုပ်နှံပြီးတိုးပွားအောင်လှုပ်ဆောင်လို့ရှိပါတယ်။ လုပ်ငန်းတစ်ခုခုမှာယင်းနှီးမြှုပ်နှံပြီးဘဏ်အကောင့်ထဲမှာပတ်စံတွေဝင်လာအောင်လုပ်ကြပါတယ်။ဒေါ်လာတွေဟာအလုပ်တွေကိုဖန်တီးပေးသလို ဝင်ငွေတွေရရှိအောင်လည်းဆောင်ရွက်ပေးလိရှိပါတယ်။ရလာတဲ့ပတ်စံတွေကိုဘဏ်ထဲမှာလည်းအနည်းငယ်ထားသလိုအခြားကြံရှိနေတဲ့ပတ်စံတွေကိုလည်းတခြားနေရာမှာတိုးပွားအောင်ဆောင်ရွက်လိရှိပါတယ်။ဒီနည်းလမ်းဟာ ချမ်းသာဖို့အတွက်အလင်းရောင်လမ်းစာတစ်ခုဆိုလည်းမှားပါဘူး။နံပါတ်၄ The stock market is not risky. if you own the right things store ဈေးကွက်ကစွန်စားစရာမဟုတ်တလို့အန္တရာယ်လည်းမရှိပါဘူးသင်ကံကောင်းလို့ store ဈေးကွက်ဈေးနှုန်းတွေကအစမတန်မြင့်တက်လာရင်သင်အချိန်ခဏလေးအတွင်းမှာချမ်းသာသွားနိုင်ပါတယ်ဒါခံမှန်းလို့မရပါဘူး store ဈေးကွက်ကခံမှန်းရခက်ပါတယ်ချမ်းသာနိုင်တယ်လို့ဆုံးရှုံးသွားနိုင်တဲ့အနေအထားမှာရှိပါတယ်ဒါသင်ခံမှန်းချက်အပေါ်မူတည်ပါတယ် store ဈေးကွက်ကဂိမ်းတစ်ခုလိုပါပဲသင်များများတေချာလေးစနစ်တကျ ခံမှန်းရင်းနှီးမြှုပ်နှံနိုင်မယ်ဆိုရင်အချိန်ခဏလေးအတွင်းမှာ ကံကောင်းရင်ငွေလုံးငွေရင်အမျက်ငွေအများကြီးရလာနိုင်ပါတယ်။နံပါတ်5 They invent in asset that ordinary people can't easily ascend တာမန်လူများအလွယ်တကူမရရှိနိုင်တဲ့ပိုင်ဆိုင်မှုတွေမှာရင်းနှီးမြှုပ်နှံကြပါ။ဆိုလိုတာကတော့တာမန်လူတွေတော်တော်များများကတော့ story အင်ချမ်းမြေဈေးကွက်တွေမှာရင်းနှီးမြှုပ်နှံလေးမရှိကြပါဘူး။ဒါတွေမှာမြှုပ်နှံဖို့လဲ တော်တော်များများဆုံးရှုံးမှကြောက်ကြပါတယ်။တကယ်တော့ဒီလုပ်ငန်းတွေဟာတေချာစောက်ချပြီးစနစ်တကျရင်းနှီးမြှုပ်နှံမယ်ဆိုရင် အမြတ်အစွန်းတွေရရှိမှာဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင် S&P 500အညွန်ကိန်းပေါ်ပြချက်တွေအရဆိုရင်လွန်ခဲ့တဲ့နှစ်20လောက်ကပကြီးဆရာတွေဖြစ်ကြတဲ့ဝါဟိုးတို့ဗဇော့တို့ဆိုရင်အမှုပညာလက်ရမြောက်လာတဲ့ပကြီးကားတွေရေးဆွဲပြီးအင်ချမ်းမြေလုပ်ငန်းတွေမှာအသုံးချနေတာဖြစ်ပါတယ်။ ဒါရီဟာအင်ချမ်းမြေလုပ်ငန်းလုပ်ကင်သူတွေများစွာနှစ်သက်သဘောကျကြတာကြောင့်ဆွဲဆောင်နိုင်တဲ့နီလန်တစ်ခုဆိုလဲမမားပါဘူးပြောချင်တာကတင်ရပကြီးဆရာတယောက်ဖြစ်ပါကစတော့ဈေးကွက်တွေမှာတေချာစနစ်တကျတင်ပြီးရောင်းမှာကဒေါ်လာ၈တန်းလောက်ထိရနိုင်ပြီးကံကောင်းမှာကချမ်းသာသွားနိုင်တဲ့အလားအလာလည်းရှိပါတယ်ကြည့်ရှုသူများလေ subscriber များလေကို့ပကြီးကားဟာတဖြည်းဖြည်းရာဂိုင်နှုန်းတွေတိုးလာပြီး ဝင်ဝင်ရရှိမှုကလည်းတိုးလာမှာဖြစ်ပါတယ်နံပါတ်6 Your mortgage is their cash flow. ငွေချေးစာချုပ်တွေကင်ဆောင်ထားခြင်းဟာငွေသားစည်းစိမ်မှုကိုဖြစ်စေပါတယ်။ဆိုလိုချင်တာယင်းနှမြုံနံမှုတစ်ခုကိုဆိုလိုတာဖြစ်ပါတယ်။လက်ထဲမှာငွေချေးစာချုပ်တွေကင်ဆောင်ထားပြီးဈေးတင်လို့ရောင်းချပါက အမြတ်ငွေများစွာရရှိလာနိုင်ပါတယ်။ဒါကတော့ငွေဖြစ်လွယ်မဲ့နီလန်းတစ်ခုဖြစ်ပါတယ်။ဒါကငွေဝင်စေမဲ့နီလန်းတစ်ခုလည်းဖြစ်ပါတယ်။ဒီနီလန်းကိုစနစ်တကျအသုံးချနိုင်မှာကတစ်ချိန်ချိန်မှာငွေပေါ်လာပြီး အမြတ်ငွေများစွာရရှိနိုင်မယ်နီလန်ကောင်တစ်ခုလည်းဖြစ်ပါတယ်။ငွေချေးစာချုပ်တွေချေးငွေတွေရနေတဲ့ဆင်ငွေလုံးငွေရင်းများစွာဖြစ်ပေါ်လာနိုင်တဲ့အပြင်အိမ်ချမ်းမြေလုပ်ငန်းတွေနဲ့ဆက်ဆက်လုပ်ကိုင်မှာကအမြတ်အစွန်းတွေလည်းရရှိလာနိုင်မှာဖြစ်ပါတယ်။နံပါတ်9ဒေဘန်ကွန်ပေါ်လစ်တီရှန် not lottery tickets ဆိုလိုချင်တာကတော့နိုင်ငံရေးသမားတွေကထီမထိုးပဲဘဏ်တွေမှာရင်းနှီးမြှုပ်နှံကြပါတယ်။ထီထိုးတာထက် သူတို့အတွက်အကျိုးအမြတ်တွေများစွာရရှိနိုင်မဲ့လုပ်ငန်းတွေမှာအခြေစိုက်ပြီးစနစ်တကျရင်းနှီးမြှုပ်နှံကြပါတယ်။စက်ရုံလုပ်ငန်းတွေ၊ဘဏ်တွေမှာရှယ်ယာထည့်သွင်းပြီးရင်းနှီးမြှုပ်နှံတာတွေကနေစီးပွားဖြစ်လာအောင် အမြတ်အစွန်းပိုရရှိလာအောင်စီးပွားဖြစ်လုံခြုံနေကြတာကိုတွေ့ရပါတယ်။ဒါကနိုင်ငံရေးသမားတော်တော်များများလုံခြုံနေတဲ့နည်းလမ်းတွေဖြစ်ပါတယ်။ဒါတွေဟာရေရှည်အတွက်ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုလဲမှားပါဘူး။ဒီလိုလုံခြုံခြင်းကနေတအုပ်နဲ့တအုပ်ဆက်သွယ်ရေးကုန်ရက်တွေ ပုံမူကျေပြန့်လာစေမယ့်အပြင်လုပ်ငန်းတွေလည်းတွင်ကျေလာပြီးနောက်ဆုံးစီးပွားရေးလုပ်ငန်းတွေလည်းတိုးပွားလာပြီးပုံမူခိုင်မာအားကောင်းလာစေမှာဖြစ်ပါတယ်။နံပါတ်၈ Scarcity is an illusion ရှားပါမှုဟာအတွေးမှာထင်မြင်ယူဆချက်တစ်ခုသာဖြစ်ပါတယ်။ဒါကတော့လူတော်တော်များများထင်မြင်ယူဆချက်အတွေးမှာနေတဲ့နိလန်းတစ်ခုဖြစ်ပါတယ်။ကိုယ်မှာရှိတဲ့ပတ်စံတွေနည်းသည်ဖြစ်စေများသည်ဖြစ်စေချွေတာနေရမှာမဟုတ်ပဲ။ စားတဲ့တဘိုးတိုးပွားလာအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။မရှိဘူးဆိုပြီးပိုးချွေတာနေတာနီလန်မာတစ်ခုသာဖြစ်ပါတယ်။မိမိမှရှိတာကိုတိုးပွားလာအောင်ရင်းနှီးမြှုပ်နှံပြီးစီးပွားရေးလုပ်ငန်းတွေမှာအရေးစွန်ပြီးရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ဒါမှသာရှိတာတွေတဖြည်းဖြည်းမကုံတော့ပဲပိုးပွားများလာပြီးအမြတ်အစွန်းတွေပိုရရှိလာမှာဖြစ်ပါတယ်။ဒီလိုစွန့်စားရင်းနှီးမြှုပ်နှံမှုတွေကနေအလို့အကံ့အခွင့်အလန်းတွေအများကြီးဖြစ်လာနိုင်တယ်လို့ သင်အတွက်အခွင့်အရေးများစွာလဲဖြစ်ပေါ်လာမှာဖြစ်ပါတယ်။နံပါတ်6 You are spending habits fan their lifestyle အလေးအကျင့်ကောင်းတွေမွေးမြူပြီးအသုံးစရိတ်တွေကိုစနစ်တကျလျှော့ချနိုင်မယ်ဆိုရင်သင်အတွက်အပိုဝင်ငွေတွေများစွာထွက်လာနိုင်မှာဖြစ်ပါတယ်။ဥပမာကော်ဖီတောက်တာတို့နှစ်စဉ်ဖုံးလဲတာတွေကဒါရီဟာဝင်ငွေကိုများစွာထိခိုက်စေပါတယ်။ကိုယ်သုံးနေကြစားနေကြတွေကိုလျှော့ချတာလည်း အတုံးစရိတ်ရှော့ချနိုင်တာဖြစ်တယ်လို့ကို့အတွက်လည်းငွေပိုငွေရှန်အများကြီးထွက်လာမှာဖြစ်ပါတယ်အတုံးစရိတ်တွေကိုတိတိတတ်တတ်ရှော့ချပြီးငွေငွေထွက်ငွေမျှတအောင်ဆောင်ရွက်တက်ပါတယ်တင်ဟာတနေ့မှာဈေးဝယ်သူဘဝကနေပိုင်ရှင်အဖြစ်ပြောင်းလဲလာအောင်အမြန်ဆုံးဆောင်ရွက်တက်ပါတယ်နံပါတ်10 you are their competition so they have to manage you တင်းရဲ့အကောင်းဆုံးပြိုင်ဘက်ကတော့တင်းကိုယ်တင်အကောင်းဆုံးစီမံခန့်ခွဲနိုင်ခြင်းပါပဲ တင့်ကိုတင်အကောင်းဆုံးစီမံခန့်ခွဲပြီးစနစ်တကျရင်းနှီးမြှုပ်နှံမှာကချမ်းသာစေနိုင်မဲ့နီလန်တစ်ခုဆိုလည်းမမားပါဘူး။တည်င်းနေကြည့်မယ်ဒိခိတာတွေနားဆင်မယ်ဒါတွေကနေလည်းတင်စည်းပွားရှာလို့ရပါတယ်။ဒီလုပ်ငန်းတွေကလည်းတင့်အတွက်ကြွယ်ဝချမ်းသာစေနိုင်မဲ့နီလန်တွေဖြစ်ပါတယ်။နောက်တစ်ခုကဆိုရှယ်မီဒီယာကိုအကောင်းဆုံးအသုံးချဖို့ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာကိုအသုံးချပြီးဝင်ငွေရှာဖို့အတွက်တင့်အသုံးချရင်အသုံးချရတဲ့လို့ဝင်ငွေများစွာရရှိနိုင်မှာ ဒါဟာတင့်ဘဝအတွက်အပြောင်းအလဲများစွာလည်းဖြစ်နိုင်တယ်လို့ချမ်းသာဖို့အတွက်နီလန်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်7 They use life insurance as a private banking ။အားလုံးသိကြတဲ့အတိုင်းဘဏ်တွေဟာငွေစုရမှာအလွန်အသွန်းဝင်တဲ့နေရာတစ်ခု ဖြစ်တယ်လို့တင့်ဘဝအာမခံချက်ရဖို့အတွက်လည်းကိုယ်ပိုင်ဘဏ်တစ်ခုအဖြစ်ဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။အာမခံလုပ်ငန်းတွေလုပ်ကင်ပြီးအခွန်နည်းနည်းနဲ့ငွေများများစုနိုင်ပြီးနောက်ဆုံးလူချမ်းသာအဖြစ် ရောက်ရှိအောင် တိုက်တွန်းနှိုးဆော်ထားပါတယ်။အဓိကကတော့အာမခံလုပ်ငန်းတွေလုပ်ကင်ပြီး အခွန်နည်းနည်းနဲ့အမြတ်ငွေများများရနိုင်မဲ့လုပ်ငန်းတွေလှုပ်ဆောင်ကြဖို့အကြံပြုထားပါတယ်။အသက်အာမခံလုပ်ငန်းတွေအခြားအာမခံ လုပ်ငန်းတွေမှာငွေစုပြီးအချိန်ကြာရင်အဲ့ဒီစုငွေတွေရနိုင်ငွေပေါ်လာနိုင်တယ်လို့နောက်ထပ်လုပ်ငန်းတွေတိုးချဲ့ရမှာလည်းအလုပ်ဖြစ်မှာသိကြပါတယ်။နံပါတ်7 Recession are a plan transfer of wealth လူတော်တော်များများ စီးပွားရေးကျဆင်းလာရင်ဆင်းရဲသွားပြီအရာအားလုံးဆုံးရှုံးသွားပြီလို့ထင်မြင်ယူဆနေကြတာဖြစ်ပါတယ်။ဒါရရတကယ်တော့အယူဆအမှားတွေဖြစ်ပါတယ်။စီးပွားရေးကျဆင်းတာအရာအားလုံးဆုံးရှုံးသွားတာမဟုတ်ပါဘူး။ဆုံးရှုံးမှုတွေကိုအောင်မြင်မှုအဖြစ်ပြောင်းလဲရမှာဖြစ်ပါတယ်။ဈေးကွက်ပြတ်တာတွေစီးပွားရေးကျဆင်းတာတွေကခဏတာဖြစ်ပါတယ်။ဒါရီကိုအတုံးချတဲ့ရင်တစ်ချိန်ချိန်မှာစီးပွားရေးလုပ်ငန်းရှင်တွေအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာမှာသိကြပါတယ်။ ဥပမာ Black Friday လို့နေမျိုးမှာဆိုပစ္စည်းတွေဈေးလျှော့ရောင်းတာတွေဟာကုမ္ပဏီအတွက်ဆုံးရှုံးမှုမဖြစ်လာပါဘာလို့လဲဆိုတော့ဝယ်သူများလေကုမ္ပဏီအတွက်အမြတ်ငွေရရှိမှုဟာပိုကာမိစေပါတယ်ဒီလိုသဘောမျိုးဆိုလိုတာဖြစ်ပါတယ် Store Share တွေအင်ချမ်းမြေလုပ်ငန်းတွေမှာလည်းရေရှည်ရင်းနှီးမြှုပ်နှံမှာကအနာဂတ်မှာခိုင်မာတောင့်တင်းတဲ့အရင်အနည်းအမြတ်ဝေစုအများအပြားလဲရရှိနိုင်မှာဖြစ်ပါတယ်နံပါတ်7 they rarely pay for anything out of their own pockets ချမ်းသာတဲ့လူတွေဟာသူတို့အိတ်ကတ်ထဲမှာရှိတဲ့ပတ်စံတွေတခြားသူတွေစီအလွယ်တကူစွန့်ကြဲလို့မရှိပါဘူးအိတ်ကတ်ထဲရပတ်စံတွေတိုးပွားလာအောင်ပဲဆောင်ရွက်လေ့ရှိကြပါဥပမာ ကားတစ်စီးဝယ်လိုက်မဲ့အစားအဲ့ဒီပတ်စံတွေကိုတနေရာမှာရင်းနှီးမြှုပ်နှံပြီးတိုးပွားလာအောင်ပဲဆောင်ရွက်ကြပါတယ်။အဲ့လိုတန်ဖိုးကြီးကားတို့ပစ္စည်းတွေဝယ်ယူမဲ့အစားကို့အတွက်အကျိုးရှိမဲ့စီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုတွေဆောင်ရွက်လိုက်တာ တဲ့အတွက်အကျိုးရှိစေမှာတေးကြပါတယ်။ဥပမာဒေါ်လာတစ်သိန်းကိုတင်သုံးလိုက်မဲ့အစားတနေရာရာမှာရင်းနှီးမြှုပ်နှံလိုက်ပါကတဲ့အတွက်ငွေဘုံငွေရှံတွေထွက်လာမဲ့အပြင်အမြတ်အစွန်းတွေလည်းရလာမှာတေးကြပါတယ်။ဒါကြောင့်ကိုမလိုအပ်တာတွေအတွက်အသုံးစရိတ်လျှော့ချပြီးတနေရာရာမှာတေးချစီမံခန့်ခွဲပြီးမြှုပ်နှံလိုက်တာတင့်ဘဝအတွက်များစွာအကျိုးရှိစေမှာတေးကြပါတယ်။နံပါတ်14 They keep you focused on income instant of quality and ownership သင်ငွေတွေကနေစတဲ့တဘိုးတစတစတိုးပွားပြီး နောက်ဆုံးမှာပိုင်ရှင်အဖြစ်စီးပွားရေးလုပ်ငန်းရှင်အဖြစ်ရောက်ရှိဖို့ကြိုးစားဖို့တိုက်တွန်းထားတာဖြစ်ပါတယ်ကိုရှိတဲ့ဝင်ငွေလေးကနေလုပ်ငန်းတစ်ခုခုမှာရင်းနှီးလုပ်ကင်ပြီးအမြတ်အစွန်းတွေစုဆောင်းပြီးလုပ်ငန်းရှင်အဖြစ်ရောက်ရှိအောင်ကြိုးစားဖို့နှိုးဆော်ထားတာဖြစ်ပါတယ်တင်လာစာတွေအများကြီးရနေတာအဲ့ဒီလာစာတွေပေါ်မှာရင်မူးနေဖို့မဟုတ်ပါဘူး ရလာတဲ့လစာတွေကိုအသုံးချပြီးအကျိုးရှိအောင်ဆောင်ရွက်ဖို့ဖြစ်ပါတယ်။လုပ်ငန်းရှင်တော်တော်များများသူတို့ဝင်ငွေကိုအာရုံမစိုက်ကြပါဘူး။သူတို့ရလာမယ့်အမြတ်ငွေတိုးပွားနိုင်မယ့်လုပ်ငန်းတွေအပေါ်မှာသာအဓိကအာရုံစိုက်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ဝင်ငွေတွေကိုတိုးပွားအောင်ဆောင်ရွက်မယ်။ပြီးတော့လုပ်ငန်းတွေချဲ့ထွင်မယ်။ရလာမယ့်အကျိုးအမြတ်ငွေကိုကိုကျိုးအထွတ်မသုံးမယ်။ရေရှည်စီမံကိန်းအတွက်ဆောင်ရွက်မယ်။လုပ်ငန်းတွေပိုပိုတိုးလာအောင်ဆောင်ရွက်မယ်။ဒါတွေကတော့ ကို့မှာရှိတဲ့ဝင်ငွေလေးကိုตาရရင်မှုမနေပဲတနေရာမှာရင်းနှီးမြှောက်နှံဖို့အကြံပြုထားတာဖြစ်ပါတယ်။နံပါတ်5 They create industry around your desire then your own lifestyle back to you သင်အတွေ့အခေါ်တွေတီထွင်ဖန်တီးကြံစမှုတွေကိုအသုံးချပြီးအောင်မြင်မှုတွေကိုဖန်တီးပါသင်ရဲ့ idea တွေဖန်တီးနိုင်စွမ်းတွေကိုရှေ့တန်းတင်ပြီးသင်ဘဝကိုတဟုန်တို့တိုးတက်သွားအောင်စူးစမ်းပြစ်လိုက်ပါ ဲ့အတွက်အလားအပဟာအရင်မလိုအပ်ပါဘူးပြောချင်တာအလားအပတွေမှာအချိန်တွေကုန်နေမဲ့အစားဘဝအတွက်အကျိုးရှိမဲ့ယဉ်နည်းမျိုးနံမှုတစ်ခု ပြုလုပ်ပြီးဘဝကိုလုံးဝတိုးတက်သွားအောင်အထူးကြိုးစားတဲ့မှာလေနောက်ဆုံးအလားအပကိုသင်အရင်စိတ်ဝင်စားနေမှာကအလားဖန်တီးရှင်အဖြစ်ရက်တည်ပြီးသင်ဘဝပြောင်းလဲအောင်ဆောင်ရွက်တဲ့မှာလေနောက်ဆုံးတေးဂီတာဘိုင်းကိုစိတ်ဝင်စားပါကလေအဲ့ဒီလမ်းနေရာနေတဲ့ဆင်ထိုးဖောက်ပြီးအောင်မြင်မှုတွေရရှိအောင်ကြိုးပမ်းဆောင်ရွက်လို့ရပါတယ် ဒါကြောင့်သင်ဝါသနာပါရာတွေကိုအသုံးချပြီးသင်ဘဝတိုးတက်ဖို့အကောင်းဆုံးမြင့်တင်ကြိုးပမ်းလို့ရပါတယ်။အလှကုန်တွေတန်ဖိုးကြီးပစ္စည်းတွေရလဲဒေါ်လာဘီလီယံနဲ့ချီတဲ့ဈေးကွက်တွေဖြစ်လာနိုင်ပါတယ်။ထုတ်ကုန်အစ်စ်တွေကိုလူစိတ်ဝင်စားနိုင်အောင်ဖန်တီးနိုင်မှာကလည်းဒေါ်လာဘီလီယံချီချမ်းသာလာနိုင်ပါတယ်။ဒါကြောင့်သင်စိတ်ကူးစိတ်တမ်းတွေကိုအကောင့်ထဲပေါ်ပြီးအချိန်ခဏလေးအတွင်းမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာအောင်ကြိုးစားလို့ရပါတယ်။ဒါတွေကတော့ကျွန်တော်တို့ဘဝမှာမတွေးမိတဲ့ ထင်ရောင်ထင်မှားဖြစ်နေတဲ့အချက်လေးတွေကိုစူးစီးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ဘဝမှာဆုံးရှုံးမယ်လို့ထင်မြင်ယူဆထားတဲ့အရာတွေရလေမထင်မှတ်ထားတဲ့အချိန်မှာအောင်မြင်သွားနိုင်တယ်လို့ကိုယ့်အတွေးအခေါ်အယူအဆတွေကိုဒီဇိုင်းမမတ်ဆောင်ရွက်သွားနိုင်ပါကလည်းအောင်မြင်မှုစီကိုတွန်းပို့သွားနိုင်ပါတယ်။